ဆင်းရလူကိုရည်သည်လူကိုဟူသည်စာအုပ်မှအကိုဖားထွက်ရိုက်သလိုမျိုးကုလူမျိုးမိုးဥညတွေမှာတန်ဆုံတီးဝိုင်းဆန်ဆန်ဖားအော်တန်လေးကြားရပြီဆိုရင်ကျွန်တော်အကိုကိုတော်တော်တရိယာမိတယ်အကိုကကျွန်တော်တို့မောင်နှမတွေထဲမှာဒုတိယကျွန်တော်နဲ့ကတယောက်ချာ မောင်နှမတွေကတရောင်းနဲ့တရောင်း၅နှစ်လောက်စီခြားကြတော့အကူနဲ့ကျွန်တော်က10နှစ်လောက်အသက်กว่าတယ်ကျွန်တော်တို့ကြားမှာအမဖြစ်နေတော့အကူနဲ့ကျွန်တော်ကယောက်ျားလေးချင်းပြောပေါ်စုပေါ်လေးအသက်ကกว่าတော့တငယ်ချင်းပေါင်းတော့လည်းမဖြစ်ခဲ့ အကူကြီးအဖရာလိုလိုဆရာတပည့်လိုလိုဆက်ဆံရေး အလွယ်ပြောပြောရရင်ခက်ငယ်ငယ်ကအဆူပါတော့ဗျာကျွန်တော်ကငါးတန်းကြောင်းသားအကူကတော့ဆယ်တန်းကိုခအစင်းနဲ့အောင်ထားပြီးရက်ွက်တမဝါရမဆိုင်မှာစည်ရီးဝင်လို့ရင်ဆယ်တန်းကို ပြန်ဖြည့်နေတဲ့အချိန်ပေါ့အကူကကျွန်တော်တို့ကိုညံ့ညံ့စာတင်ပေးတတ်တယ်သူလဆာလေးတွေက ကျွန်တော်တို့လိုအပ်မဲ့ចောင်းသုံးပစ္စည်းလေးတွေ ဝဲဝဲပေးတတ်တယ်မုတ်ဖိုးလေးတွေမကြာမကြာပေးတတ်တယ်အထူးသဖြင့်ပကြီးဝါသနာပါတဲ့ကျွန်တော်ကိုပုံဆွဲစာအုပ်တို့ရောင်စုံခဲတံတို့ဝဲပေးတတ်တယ်ဒါအပြင်ရွှေသွေးတို့ဒီစားတို့ကိုလည်းပုံမှန်ဝယ်ပေးလိရှိတယ်ဒီတော့အကူကကျွန်တော်တို့အတွက်လေးစားအားကိုးရာ အခုစကားဆိုကျွန်တော်တို့နားထောင်ကြတယ်လီလီနက်နက်လေးခံယူကြတယ်ပြောကြစတဲ့ဆိုအဖေတို့အမေတို့ထက်တောင်အခုစကားကအောင်နေတမနဲ့တီတီကြကြပြောရရင်တောက်ကြနေမနဲ့ကျွန်တော်တို့ကြောင်းသွားဖို့ပြင်နေချိန်အကိုလည်းယုံတော်ကန်ဒီတကူပြောချင်နေတဲ့မျက်နှာနဲ့အကိုကျွန်တော်အနာကိုကတ် ခုံးကိုတစ်ချက်ပုတ်ပြီးညီလေးအကိုဒီညဖားထွက်ရိုက်မယ်ကွာတဲ့။ဒါလောက်သာပြောပြီးအိမ်ပေါ်ကဆင်းသွားတဲ့အခုကြောပြေကိုကြည့်ရင်ကျွန်တော်အတွေ့စိတ်ကူးတွေက အကိုဖားရိုက်မထွက်ခင်ဖားတွေလိုက်ရိုက်နေပြီးအခုဖားတွေကိုမမြင်ရသေးခင် ဖားသားဟင်းတွေကို စားနေမိပါပြီ။ဟုတ်တယ်ကျွန်တော်ကဖားသားဟင်းဆိုသိကြိုက်တာ ဖားကိုအချောက်လှမ်းပြီးအကောင်လိုက်ဖဲကြောကြောနှုတ်နှုတ်ဆင်းပြီးငရုတ်တီးများများစစ်တော်များများနဲ့ဗလက်ချောင်းကြောတလို့ပဲချစ်ချက်ကြိုက်တယ်ကျက်သွန်ဖြူဦးလေးတွေလိုလိုအရေကွန်ကျွတ်နေတဲ့ဖားချရောက်ကြွက်သားလေးတွေကို အကြိုက်ဆုံးပဲမာပြင်းပြင်းလေးအကူဖားထွက်ရိုက်မဲ့ဆို တဝဆာယဦးတော်မှာပေါ့ နုဘုဒုက္ခသက်စခန်းနဲ့ရောက်ကလေးကကျွန်တော်ကကြောင်းစီရကျွန်တော် BLC မှာအလုပ်လုပ်နေစဉ်လုပ်ငန်းအရအဆက်အဆက်ရှိခဲ့တဲ့မင်းငယ်ကဒီနုဘုဒုက္ခသက်စခန်းမှာစခန်းပညာရေးကော်မတီဝင်စခန်းထဲရောက်တာနဲ့ကျွန်တော်လည်းအလုပ်ရှိရအောင်သူတာဝန်ယူထားရတဲ့ကျောင်းဆရာရှာဖွေရေးလုပ်ငန်းလည်းအဆင်ပြေအောင်စီစဉ်လိုက်တာ ကျွန်တော်ဒုက္ခသက်စကန်နဲ့ရောက်တာ၃နှစ်ကျော်ပြီ။မတ်ငယ်တော်စီဒီနိုင်ငံကိုထွက်သွားတာ၂နှစ်ပြည့်တော့မယ်။နှုတ်ဘူးမိုးနဲ့ကျွန်တော်နဲ့ကမတည့်ဘူးဗျ။ကျွန်တော်ကလည်းအေးအေးတည်းမခံနိုင်။နှုတ်ဘူးမိုးကလည်းတစ်နှစ်မှ၆လကျော်ကျော်လောက်ရွာတယ်။ရွာပြီဆိုရင်လည်းတစ်ပတ်နှစ်ပတ်ဆက်တိုက်ဒီတော့အဆုတ်ခဏခဏပွားတတ်တဲ့ကျွန်တော်မိုးရွာတယ် ကြောင်းနဲ့အိမ်နဲ့ကိုတနေ့လေးကောင်းလောက်ပုံမှန်အသွားပြန်လုပ်နေရတော့ခြေအေးလက်အေးဖြစ်ခေါင်းကိုငိုမိတာများရတဲ့အထက်စာသင်ချိန်တွေမှာဘလတ်ပုတ်ကိုဖြတ်လိုက်တိုင်းမုံတိုင်းထထသွားတတ်တဲ့မြေပြူမှုတွေကကျွန်တော်နှာခေါင်းထဲအလူအရက်ပြီးပြီးဝင်တဲ့ကြတော့ ကျွန်တော်ကိုယ်တိုင်ပဲကျောင်းအုပ်ကတဆင်စကမ်းပညာရည်မှုစီထွက်စာတင်လိုက်ပါတယ်ယောဂကြောင့်အကြောင်းမကြာမကြာပြည့်နေရတာကတကြောင်ကျွန်တော်စီကယောဂတွေကလေးတွေစီကူးဆက်သွားမှစိုးရိမ်မိတာကတကြောင်ဒီနှစ်ကြောင်းကြောင့်ပဲကျောင်းဆရာအဖြစ်ကိုညီကုန်းချုပ်ခွင့်ပြုပါရဆိုပြီးပြတနာကဂူးမဆတယ် ဒုက္ခသက်စကားမှာအလုတ်အကင်မရှိတော့ဝင်ငွေမရှိ ဝင်ငွေမရှိတော့စာဝတ်နေရေးချက်တဲ့နောက်ဆက်တွဲစူဂျူကအိတ်တွေးရေးပြဿနာတွေတက်ဒီတော့အလုတ်ရှိဖို့လိုလာပြန်တာပေါ့ဝင်ငွေရမယ့်အလုတ်ပဲခက်တာပါငွေမရမယ့်အလုတ်ကတော့ပေါ်မှပေါ်ကျွန်တော်ကဒီအလုတ်မျိုးဆိုကျွမ်းကျင်ပြီးစိတ်လဲဝက်စားတယ် စိတ်ဝင်တစားရှိလေ အလောက်ကလည်းများလေပဲကုတလောကျွန်တော်မှာ အလုတ်တွေကအတော့ကိုများတာ ကျွန်တော်လိုငွေကြီးမဲ့အလုတ်မျိုးဝါသနာပါတဲ့လူနဲ့တွေ့ရရင်ကောင်းမယ်ကျွန်တော်တယောက်တည်းမနိုင်တော့တွဲလုတ်ချင်လို့ပထမဆုံးကျွန်တော်လုတ်ချင်တဲ့အလုတ်ကဒီမိုကရေစီရည်ကြီးမှုစစ်တမ်းကောက်ယူဖို့ကျွန်တော်တို့နိုင်ငံမှာဒီမိုကရေစီတော်လှန်ရေးကြီးစခဲ့တာ အနည်း20ကျော်ပြီဘာကြောင့်ဒီမိုကရေစီနဲ့မနှိစက်သေးတာလဲဘာတွေအားနေကဲလို့လဲဘသူတွေမှ တာဝန်ရှိလဲဘာတာဝန်တွေမကြည့်ကဲလို့လဲဆိုတာတွေကိုအ ਨੇ ဆုံးသိဖို့လိုပြီးပြတ်သုံးသက်ကြဖို့လိုပြီးသဘောထားစစ်တမ်းတွေကောက်ဖို့လိုပြီးကြည်ကြည်ပြန့်ပြန့်လုံနိုင်လေအကျိုးရှိလေပဲ လူဒန်းစားအလှော်နေရာစုံလီကောင်းလီပဲ တစုတစ်ဖွဲ့တစ်ဖက်ထဲရဲ့အတန်ကြီးတက်တက်ဆိုရင်လည်းအပြည့်မှန်တဲ့ဤဆက်ဖို့မလွယ်ဘူးစင်ကြီးတွေပဲများနေအောင်မှာပါဒုတိယတစ်ခုက ဖြတ်တမ်းမှုတမိုင်းလီရေးကျင်တဲ့ကိစ္စပါကျွန်တော်က EBSDF ရဲဘော်ဟောင်းဆိုပေမဲ့အများသိနေကြတဲ့ KB နယ်က ABSDF မဟုတ်ဘူး ဟုရှမ်းပြည်ပို့နယ်မြေက ABSDF တည်ရင်အနေနဲ့ကတော့601တည်ရင်အောင်ဟန်းရိုင်းတည်ရင်လို့လည်းခေါ်တယ်ဒါကပို့လို့ခေါ်တာအဓိပ္ပာယ်ကရဲရဲအောင်မြေတဲ့ကျွန်တော်တို့တည်ရင်မှာလဲထူးခြားတဲ့ဖြတ်သန်းမှုတမိုင်းလေးတွေ ရှိတယ်ဥပမာ ကျွန်တော်တို့တည်ရင် ABSDF မဖြစ်ခင်က ဒီမိုကရက်တစ်လူငယ်များတက်မတော်ဒီမိုကရက်တစ်ယူအာမီဆိုပြီးစဖွဲ့စည်းခဲ့တာမျိုး PNA ပိုးတက်မတော်စစ်အစိုးရစီအလေးပြောင်းဝင်သွားတော့ကျွန်တော်တို့တက်ရဲတစ်ခုလုံးထွက်ပြေးရတဲ့အဖြစ်တွေဒါမျိုးလေးတွေကိုမှတ်တမ်းတည်ကျင်းတာခုဆိုကျွန်တော်တို့တက်ရဲဆိုတာနာမည်တော့မရှိတော့ဘူး ရဲဘော်တွေကလည်းအကုန်နီးပါးမရှိကြတော့ဘူးမှတ်တမ်းတင်မဲ့လူသာမရှိရင် ကျွန်တော်တို့သမိုင်းတွေဟာဖြစ်ပျက်ဆိုတဲ့ဖြစ်စဉ်တွေခဏလေးအတွင်းလွယ်လွယ်နဲ့ပဲပျောက်ပြတ်သွားတော့မှာပေါ့နောက်လူတွေအတွက်တစုံတရာမှတ်တမ်းရှိဖို့လိုမယ်ထင်လို့ပါနောက်တစ်ခုကတတိယအမြင်နဲ့သဘောထားလေးတွေကို ထူးခြားတဲ့အခြေအနေအလိုက် ထုတ်ပြန်ဖို့ကိစ္စ စစ်အစိုးရအဆက်ဆက်ရဲ့သဘောထားတွေကိုသိပြီးတော်လန်ခဲ့ကြတဲ့ကျွန်တော်တို့ဟာ အတိုက်အခံအင်အားစုတွေရဲ့သဘောထားအမြင်တွေကိုလည်းရိမ့်မိနေကြပြီလေဒီတော့နှစ်ဖက်အမြင် သဘောထားတွေကိုသိနေတဲ့လူတွေကပူပြည့်စုံမဲ့အမြင်တစ်တခုကို ပြပေးခဲ့ဖို့လိုလိမ့်မယ်တာဝန်လည်းရှိတယ်တစ်ဖက်ဖက်ကိုရိမ့်မိ အခြေအနေအရတင်ပြနေကြတာတွေရှိခဲ့ပေမဲ့ဒါမျိုးကို တတိယအမြင်လို့မပြောနိုင်ပါဘူးကျွန်တော်ဆိုလိုတဲ့တတိယအမြင်ဆိုတာကဘက်နှစ်ဖက်လုံးကိုကန့်ကွက်ခြင်းထောက်ခံခြင်းနဲ့စန့်ကျင်ခြင်းတွေကင်းဖို့လိုလိမ့်မယ်လူနေတဲ့ကွက်လက်ကို ရှာဖြည့်ပြဖို့ပဲဖြည့်ရမယ်အပြုတ်သဘောနဲ့ဗန်းလိုက်မှုကင်းဖို့လေလိုမယ် ။ဘာကြောင့်လဲဆိုတော့ဘယ်နှစ်ဖက်လုံးမှာစုပ်ကင်ထားကြတဲ့အမှန်ဆိုတာတွေရှိနေကြပေမဲ့အမှားတို့အားနဲ့ချက်တို့မကင်းကြဘူးလေ။အ ਨੇ အများပဲကွာမှာ။ဒီအခြေခံပေါ်ကရည်ကျင်တာတစ်ဖက်အမြင်တွေထက်တော့ပြည့်စုံမယ်လို့ယုံတယ်။တီတီဖွဲ့ဖွဲ့အလုပ်လို့ပြောရမယ့်ဟာတွေကလည်းအများသားမြမပြည်သူကြီးရဲ့တစိတ်တစ်ပိုင်းဖြစ်တဲ့ ဒုက္ခတဲ့ဘဝရီအကြောင်းလဲမှတ်တမ်းတင်ထားခြင်းလဲဒုက္ခတဲ့တွေကမှအတိုက်ခံဟောင်းတွေရဲ့ဖြစ်တည်မှုတွေဥပမာအကျမ်းပဲအဖြစ်သတ်မှတ်ခံထားရပြီးအမေရိကန်နိုင်ငံရဲ့ဟိုးလောက်ခတ်ထားရတဲ့အခြေအနေတွေနဲ့နာမှုခံစားချက်တွေဒီကိစ္စတွေကမီဒီယာတွေကလည်းစိတ်မဝင်စားအဖက်ဖက်ကပိတ်ပင်ထားကြတော့တိတ်တိတ်လီ ကြိတ်ခံစားနေကြရတဲ့အဖြစ်အပျက်တွေလေးကျွန်တော်လှုပ်ချင်တာတွေကငွေကုန်ဖို့တသက်မနှောကံဝစီကံကိုကြော်လိုက်တာနဲ့ငွေမကုန်ရတာမရှိ စာရေးတာကအစစာရွက်ဘောပင်ညဘက်စာရေးနိုင်ဖို့ဘီကတစ်ခုခုဒါတင်မကဘူးစာရိုက်ဖို့ကွန်ပျူတာကအီးမေးလ်နဲ့လှမ်းပို့နိုင်ဖို့အင်တာနက်ကဒါတော့အတန်ဖန်းဖို့ ဓပ်ပုံမှတ်တမ်းယူဖို့တို့မပါသေးဘူးကျွန်တော်တို့အတွက်ပဲခက်နေတာပါ တချို့အတွက်တော့ဒါတွေကအလျံပဲတကယ်လိုအပ်တဲ့သူကိုတတ်နိုင်သူတွေကကူညီဝေမျှတတ်ကြတဲ့ရင်ကျေးမှု ကျွန်တော်တို့ကြားမှာထွန်းကားလာမယ်ဆိုရင်တော့မိသားစုစားဝတ်နေရေးစိတ်ဝင်စားကြရအကောင်းအထည်ဖော်နိုင်ရေးဓာတ်တွေအတွက်လိုနေတာကငွေ ဒီငွေကိုရှာဖို့ကိစ္စကျွန်တော်အတွက်မဟာအခက်အခဲမကြမ်းကျင်ဆုံးနဲ့စိတ်မဝင်စားဆုံးဒါကြောင့်ပဲအပူတွေ အကူးခံထားရတဲ့ရဲဘော်ရဲဘက်တွေကအကြံပေးကြပါတယ်ခမားကစာလေးပါလေးရေးတတ်တော့ဝတ္ထုလေးစောင်းပါလေးတွေရေးပြီးပတ်စံရမယ့် website တွေကိုပိုကြည့်ဖို့ပြရတဲ့ဒီအကြံကလက်ခံကျစရာ ဒီလိုနီးတွေနဲ့ပဲဒုက္ခတဲ့စကမ်းမှာယက်တည်နေကြတဲ့လူတချို့လည်းရှိလေရဲ့တချို့ဒေါ်လာစားတွေရှိသလိုကြပြားတစ်ပုတ်300ဝိထုတစ်ပုတ်900တွေနဲ့အစဉ်ပြေနေကြသူတွေလည်းရှိတာကိုခက်တာကကျွန်တော်ကစိတ်ပါပြီးရေးချင်သိရှိမှတာရေးထွက်တာနောက်ကိုစိတ်ဝင်စားတဲ့အကြောင်းကိုပဲရေးချင်တာတေးကြတာက ဟိုဆက်ဆက်ဒီဆက်ဆက်ရည်ဦးပေမဲ့ဘာတစ်ခုမှ professional မဖြစ်ဘူးလုံချင်တာလေးတွေလုံနိုင်ဖို့တချို့ကိစ္စကိုတော့တွဲလို့ရမယ်ဆိုတော့တကူတော်မူနဲ့စာလေးတွေကိုအားဆိုင်ရေးဖွဲ့ကြည့်ပါတယ်ပြက်လာတာတွေလည်းရှိသလိုပြတ်သွားတာတွေလည်းအပုံကြီးလူရင်းကဂုစုမိသားစုအကြက်တဲဘဝကိုကုံကျဲအဖြစ်ကြည်မြင်တတ်လာပြီ စကားဝိုင်းဤထဲမှာဂုံချံရှာတက်လာပြီးစာရွက်တစ်ဖက်လွတ်တွေကိုတံပိုးထားတက်လာပြီးဖရီးကွန်ပျူနာသုံးနိုင်ခွင့်ကို ထွင်တက်လာပြီးအင်တာနက်တက်နိုင်ခွင့်ကိုပျောက်ကြားပြတ်တက်နေပြီးဒီနေရာမှာ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုဘူချားကိုပြည်တည်ရမိတယ်မာနယ်ဘလော့ခ်ကောင်းချိန်လောက်ကနာမည်ကြီးခဲ့တဲ့ကဗျာဆရာဆရာဘူချားပေါ် မာနေဘလော့တစ်ခွင်လုံးကိုဘိုချားရဲ့ကြပြာတွေက နေရာယူထားတာတစ်ပင်တွေနေရန်တွေတိုင်းမလွတ်ဘူးကင်းစောက်နေတဲ့ရဲဘော်လေးတွေသမင်းချက်နေတဲ့စပိုမှုတွေရဲ့လက်ထဲအရောက်သူ့ကြပြာတွေကို ဖြန့်ချိနိုင်တယ်အချားစာစဲစာဆောင်တွေပုံမှန်ထွက်နိုင်ဖို့ခက်ကောက်ခက်ကြနေမယ်ဘူချားရဲ့တက္ကထစာစဲကတော့ပုံမှန်ပဲ ရလကတော့ဘူချားစုဘေယုံကမှအဝေမခံကြတော့ဘူချားလာရင်စာရွက်တောင်းတတ်တယ်လို့စာရွက်ဖို့တောင်းတတ်လို့စာအုပ်စာရွက်ထုတ်တွေပျောက်တတ်လို့တဲ့ခုလေကျွန်တော်ကိုရွက်ဝေးရက်နီမိတ်ဆွေများကအစာရှောင်လာကြပါပြီအသေးအမွှားလို့ပြောရမယ်ပရင်ထုတ်တဲ့အချိန်ရိုက်ထားတဲ့စာမှားနေတာမြင်လို့တစ်လုံးနှလုံးကို ပြစင်ခွင့်လေးတောင်းရင်တော့ခမားတစ်လုံးနှလုံးကို ကြောက်နေပြီဗျာတဲ့အကူအညီတွေခေါင်းပါလာတော့ခိုင်တူးတခြင်းတွေကလိုပဲမင်းလောက်ကိုယ့်ဘောဘသူမှမကောင်းဘူးဆိုတဲ့တပြားဟောင်းကိုပဲပြန်ပွင့်ရတာပေါ့ဇနီးတဲ့ကိုမြူပြီးစားစေးမရှိမဲ့ရှိမဲ့တဲ့ကရည်ညှင့်ရတာပေါ့မိမရဲ့ငါ့ဆာမှုကလေးရရဲ့ပြတ်ပေးပါမယ်ကွာ စာသားရိုက်ဖို့လိုနေလို့ပါ ငါဆာမူလေးပို့ခြင်းလို့အင်တာနက်ဖိုလ်လေးခဏတော့ချိထားပေးပါကွာဆာမူကရတာနဲ့ပြတ်ပေးမယ်စိတ်ချဒီတခါနောက်ဆုံးပါကွာဆာမူကရခြင်းမရခြင်းကမသေးကြပေမဲ့အရင်အနှီးကတော့ဒီနဲ့တင်ရက်မနေပါဘူးဗျာစာရေးဖို့ကြိုးစားမှညဘက်ညဘက်ကလေးတွေကို စာတင်ပေးနေကြကမတင်ပြတော့ဒါအပြင်စာလာလာမေးပြီဆိုရင်လည်း ရထားတဲ့စိတ်ကူးလေးတွေပြတ်သွားမှဆိုလို့ဟောရငေါ့ရငါစီမလာကြနဲ့သွားနင်တို့အမေကိုသွားမိကြခဏလောက်တိတ်တိတ်လေးနေပေးကြပါဒီမှာအာယုံလေးပြောက်မသွားအောင်လို့စကားပြောဖို့ဆွေးနွေးဖို့မိတ်ဆွေတွေနဲ့လည်းဆက်ဆက်ရေးကျဲလာပြီတွေးပြရင်စကားပြောပြနေမှာမို့အိမ်ရှိမှစာမရေးရဲပဲ အခမ်းမောင်မောင်တဲ့စာကိုရေးရတာလေတဒုက္ခခါတိုင်းလုံးနေကြအဖွဲအစီအလုပ်တွေလည်းပြက်ကွက်တာများပြီလေစေရောကိုပါ အတက်တရောထူထောင်ခဲ့တဲ့ဗမာအမျိုးသားအသင်းရဲ့လုပ်ငန်းတွေနဲ့လည်းကင်းကွာသွားတဲသားရင်ပြင်တင်နှန်းကြောင်းနဲ့လည်းခက်စိမ့်စိမ့်ဖြစ်သွားဓာရီကပြီးလိုက်ရတဲ့မထင်မရှားအရင်အနည်းတွေပေါ်ဗျာ တညဏီလုံးအကိုဖားရိုက်ထွက်ဖို့ပြင်တဲ့လက္ခဏာကို အရေးအယောင်တော့မမြင်ရညာပဲရောက်တော့လဲအခန်းထဲမှာ စာထိုင်ရင်းနေတာပဲတွေ့နေရတယ်အကိုမညာတတ်မှန်သိပေမဲ့တန်တရားဝင်ချင်းချင်းအကိုဘယ်တော့မှဖားရိုက်ထွက်မလဲစောင့်ရင်းကကျွန်တော်သာအိပ်ပျော်သွားခဲ့ရ မနဲ့နူနူချင်းမနေနိုင်မထိုင်နိုင် အကိုကိုလိုက်ရှာပြီးမေးပြစ်လိုက်တယ် ညကဖားထွက်ရိုက်မယ်ဆိုလို့ဟုတ်တယ်လေအိမ်မှာဖားတွေမှာမတွေ့ရပဲမနီးကတနေကုန်စိတ်ကူးရင်ခဲ့သမျှအလကားချစ်ကုန်တာကို အကူကဘာမှပြန်မပြောပဲသူ့အခန်းထဲပြန်ဝင်သွားတယ်တအောင်လောက်အကြာ ထွက်လာတော့လက်ထဲမှာရှောက်လာစာရွက်တစ်ထပ်နဲ့ပြီးတော့ပြောလိုက်သေးတယ်ဖတ်ကြည့်တယ်ရေးထားတဲ့စာကဝတ္ထုနဲ့တူပါတယ် ခုနှစ်မျက်နှာလောက်ရှိတယ်။ခေါင်းစဉ်ကဒီညာဖွားထွက်ရိုက်နေတဲ့။စာဖတ်နေရကယုတ်တည့်ရဲ့ခေါင်းထောင်လာတဲ့ကျွန်တော်ကိုကြည့်နေတဲ့အကိုကလှမ်းပြုံးပြရင်ဆက်ဖတ်ဆက်ဖတ်တဲ့။ကျွန်တော်ဖတ်ကြည့်ပြီးနားလေလိုက်တာကဖားခဲ့တယောက်သူ့မိသားစုစားဖို့ဖားထွက်ရတဲ့အကြောင်းဖားတညာထွက်ရိုက်လို့ရလာတဲ့ဖားတွေနဲ့ပေးလိုက်ရတဲ့အရင်အနီးတံပိုးတွေကို ရှင်ပြထားတာ ဖားရိုက်ဖို့မိကွက်တဲ့ထဲရတဲ့ရေနံစီဖို့တညလုံးမိုးရွာတဲ့မိုးမိခံရတဲ့ဒုက္ခကြုံတွေ့ရတတ်တဲ့မွေအန္တရာယ်တွေနဲ့အိမ်မှာခြံထားခဲ့ရတဲ့သာသမီတွေအပေါ်ပြက်ကွက်မှုဒါတွေကိုရှင်းထားတာကျွန်တော်ဒီလိုတစ်ခါမှဒါတွေမတွေးမိပါဘူးအကိုရေးသလိုဖားရိုက်ထတ်သူတိုင်းလည်းစဉ်းစားမိကြမယ်လို့မထင်ဘူး ဒီလိုသာလိုက်တွက်နေမယ်ဆိုရင်ဖားရိုက်တဲ့သူတော်ရှိတော့မှာမဟုတ်ဘူးဟာအခုဖားရိုက်ထွက်မယ်ဆိုတာကြီးကလည်း